ဒီနေ့ကျွန်တော်မျှဝေပေးမယ့်အကြောင်းအရာက AI နဲ့မသက်ဆိုင်တော့ဘူးဒီမှာပြောချင်တဲ့အကြောင်းအရာက remote အလုပ်ကိုင်းနဲ့လုပ်ချင်တဲ့သူတွေရှာဖွေနေရတဲ့သူတွေအတွက်ကျွန်တော်လုပ်တဲ့နီလန်တစ်ခုပေါ့အဲ့ဒါကို secret ပေါ့ဗျာလေဝချက်ပေါ့လေဝချက်ကိုကျွန်တော်ကမျှဝေပေးမယ့်အထူးဆိုင်လည်းမဟုတ်ဘူးဒီ channel ကိုစပြီးဒီထောင်ကလေးကကျွန်တော်ရည်ရွယ်ချက်၃ခုပါတယ်တစ်ခုက AI နဲ့ပတ်သက်တဲ့ဤပညာတွေကျွန်တော်တော်တော်လေးတရစ်တွေအများကြီးပါပဲဒါပေမဲ့ကျွန်တော်တက်တက်လောက်လေးပြန်ပြီးမျှဝေပေးဖို့ရည်ရွယ်တယ် ဒုတိယတစ်ချက်က remote အလုပ်နဲ့လုပ်ချင်တဲ့သူတွေအတွက်ရည်ရွယ်တယ်တတိယတစ်ချက်က business ကိုအိမ်ရနေပဲစမလားတကယ် heavy ပဲစမလား business planning ကောင်းကောင်းလေးနဲ့ဘယ်လိုစီးပွားရေးလုပ်ရင်ကောင်းမလဲလို့ရှာဖွေနေတဲ့သူတွေအတွက်ရည်ရွယ်တယ်ဆိုတော့ကျွန်တော်က video တိုင်းမှာ AI ကြီးပဲပြောလို့ဖန်တီးလို့မရဘူးအဲ့တော့ဒီကိစ္စကလည်းဒီ video ကလည်းစိတ်ဝင်စားဖို့ကောင်းတယ် remote job တွေအကြောင်းခင်ဗျားဘာဖြစ်လို့ပြန်ပြောပြရမှာလဲကျွန်တော်ကဘာကြောင့်ပြန်ပြောဖို့အတွက်ထိုက်တန်လဲဆိုတဲ့အရာကိုမျှဝေရရင် ကျွန်တော်က full time job ကိုထွက်ခဲ့တဲ့အချိန်မှာကျွန်တော်ရဲ့ကိုယ်ပိုင်ဟိုစီးပွားရေး business online อ่ะပေါ့ဗျာဒီအသေးမားလေးပေါ့ Facebook နဲ့ TikTok နဲ့မှာ video လေးတွေရောင်းတာတခုတည်းနဲ့အလုပ်ထွက်ခဲ့တာမဟုတ်ဘူးကျွန်တော်က remote job တခုပါကျွန်တော်အဲ့အချိန်မှာလုပ်နေခဲ့သေးတယ်အဲ့တော့တခြားဝင်ငွေတစ်ပေါက်ပေါ့ဗျာဝင်ငွေနှစ်ပေါက်စီးဆင်းနေတဲ့အချိန်ပြီးတော့မှကျွန်တော်ရဲ့ full time job ကိုကျွန်တော်လက်လွတ်လိုက်တာအဲ့တော့အစီအစဉ်တခြားနဲ့ကျွန်တော်စီစဉ်ခဲ့တာအဲ့ remote job ကိုကျွန်တော်အကူပြောင်းมา အကူပြောင်းကာလာရှိတယ်အဲ့ဒီအကူပြောင်းကာလာဂျားကာလာမှာ full time နဲ့လောက်ရတယ်ညဘက်တွေမှာ remote လည်းလောက်ရတယ်ဆိုတော့တော်တော်ကြီးတော့ရောက်ရခက်ပင်ပန်းခဲ့တယ်ဒါကြောင့် remote တွေရဲ့သဘောတဘာဝကိုကျွန်တော်ကသူများနဲ့နည်းနည်းလေး꿰ပြအောင်လို့ပြန်ပြီးမျှဝေနိုင်မယ်လို့ယူဆလို့ကျွန်တော်ပြောရတယ်ဗောဗျာကျွန်တော်ပြောမယ်ဗောကျွန်တော်ဆရာကြီးလုပ်တယ်ဗော remote job ရဲ့အရသာနဲ့ full time ရဲ့အရသာဘာကွာလဲဆိုတာကိုပထမဆုံးတစ်ချက်ပြောရရင် remote job ကကိုနေခြင်းတဲ့နေရာမှာနေလို့ရတယ်ကိုကိုသွားခြင်းတဲ့နေရာကိုသွားနေလို့ရတယ် အင်တာနက်ရှိနေမယ်ကွန်ပျူတာတစ်လုံးအနားမှာပါနေမယ်ဆိုရင်လုံးလို့ရကိုရတဲ့အလုပ်မျိုးပြီးတော့အဲ့လိုလုံးလို့ရနိုင်မယ်အလုပ်မျိုးပဲရွေးချောက်တယ်ဗျာကဲကိုလိုချင်တဲ့အထာမျိုးပဲကိုရွေးချောက်တယ် remote နဲ့ full time နဲ့ခြားနာကြမှာ full time မှာကလေအလုပ်ပေါ်မှာပဲဒီကြာအာယုံဆိုင်နေလို့မရဘူးကိုယ့်ရဲ့ရလက် contribution ပေါ်မှာပဲအာယုံဆိုင်ပြီးတော့ performance ကိုလုပ်ပြလို့မရဘူး တခြားအတိုက်ခိုက်တီးရောယုံတက်နေရတာရောယုံပြန်နေရတာရောယုံတယုံရဲ့ family culture ရှိတဲ့ organization ဟို corporate culture ရှိတဲ့ culture တွေလည်းမျိုးစုံတခြားအရာတွေနဲ့ဆိုတော့အပြိုင်ဆိုင်ကတကယ့်ပညာပေါ်မှာအခြေခံပြီးတော့ပြိုင်ဆိုင်တာမဟုတ်ဘဲနဲ့အဲ့ဒီအပေါ်မှာရတဲ့ရလက်ပေါ့ဗျာ reward ပေါ့လစာပေါ့ဗျာအဲ့ဒီလစာကအကျိုးခံစား권ရကျွန်တော်ရဲ့စိတ်မှာကြတော့ဟုတ်တယ်မလားလူရင်းမရောက်ဘူးပေါ့ဗျာကျွန်တော်ကအဲ့လိုခံစားရတယ်။ရီမုတ်ဒီမှာကြတော့ကိုလုံနိုင်ရင်လုံနိုင်တယ်လို့ရလက်ပေါ်မှာပဲ ပြသွားတာကိုယ့်ကိုတုံးလုံးကြီးလဲပြီးတော့ဝိချနာကြီးဝင်နေချင်တာကြီးနေပြီးတော့ကျွန်တော်ဂရင်းမော်ကလည်းအလုပ်လုပ်ချင်လုံနေမယ်ဒါပေမဲ့ရလက်ကောင်းရင်ကောင်းတဲ့ရလက်ပေါ်မှာအခြေခံပြီးတော့ပဲအောင်မြင်မှုနဲ့လာစားနဲ့ပတ်စံနေရရလာတာအဲ့ဒီထဲမှာမှ remote ကအားသာကျွန်တော်တို့ကမှနှစ်ခုလုတ်ချင်လားသုံးခုလုတ်ချင်လားကိုနိုင်ချလိနိုင်တယ်လို့လုပ်လို့ရတယ် remote မှာဘယ်ဘယ်နိုင်ငံတွေကပတ်စံပေးတာကောင်းလဲဆိုရင်ကျွန်တော်တို့ကျွန်တော်တို့ဒီတစ်လောက်ကနံပါတ်1က Dubai ဒိုဝိုင်းပတ်စံပေးတာကောင်းတယ် Singapore ပတ်စံပေးတာတော်တော်ကောင်းတယ် CNM ကတော့နည်းတယ်ကျွန်တော်ရှောက်ကြည့်ဘူးလေမရတရားပေါ့နော်အ US ဘက်ကကျတော့ banking တို့ tax တို့ရှိတော့ကျွန်တော်အဲ့ဒီဘက်ကဟာတွေတစ်ခါမှမလုပ်ဘူး remote ဒီတစ်ခါမှမလုပ်ဘူးဘူး remote job ဆိုတာလည်းဘာမှန်းလည်းမသိဘူးဘလို့ပတ်စံရှာရမယ်မှန်းလည်းမသိဘူးဆိုရင်ကိုယ်တိုင်ကလည်းဘာမှမတတ်ပါဘူးလေအင်္ဂလိပ်စာလည်းမတတ်ပါဘူးလေဟိုကွန်ပျူတာလည်းအဲ့လောက်ကြီးတီမဟုတ်ပါဘူးလေဆိုရင်ဟိုအားလျှော့နေတဲ့သူတွေကိုကျွန်တော်နံပါတ်1ဘာမေးချင်လဲဆိုတော့စမ်းကြည့်ဘူးလားစမ်းကြည့်ဘူးလားဆိုတော့ CV လေးတောင်စမ်းရေးကြည့်ဘူးလို့လား အလုတ်ကလေးတော်ဆန်းရှောက်ကြည့်ဘူးလို့လားဘာမှမလုပ်ရဘဲနဲ့ဘာဖြစ်လို့အားလျှော့မှာလဲကိုလုံမဲ့အလုတ်ကအရေးချင်းနေနဲ့ကိုနဲ့ကိုက်ညီမှုရှိရလားဆိုတာကိုဖြစ်နေတဲ့ကိုယ့်ကိုတန်တရားဝင်နေတဲ့ကိစ္စပဲကိုယ့်ကိုတန်တရားဝင်နေတဲ့ကိစ္စခဏထားအောင်ကိုဆန်းဝဆန်းကြည့်ဘူးလို့လားအလုတ်ကလုတ်ကြည့်ဘူးလို့လားရှောက်ကရှောက်ကြည့်ဘူးလို့လားခမ ्याव ဒီကုမ္ပဏီကမခန့်ဘူးခမ ्याव ဒီကုမ္ပဏီကငါ့ကိုတော့သူများကြိုက်မှာမဟုတ်ပါဘူးဆိုတဲ့စိတ်ကြီးကကိုယ့်ကိုဒုက္ခပေးနေတာကိုကအရင်ကာထားတာကို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 လေး ကိုကိုယ်တိုင်ကငါမလုံနိုင်ပါဘူးဆိုပြီးကာထားမှာတော့အဲ့ရနေဘယ်လိုလုပ်အဲ့အခန်းထဲကနေအပြင်ကိုထွက်တော့မလဲဗျာအဲ့တော့အဲ့ဟာကြီးကိုဖြောက်လိုက်တခါဒီဗီဒီယိုနဲ့ဒီနေရာမှာတခါဖြောက်လိုက်ဖြောက်ပြီးွားရင်ကျွန်တော်တို့ဘာလဲဘာလုပ်ရမလဲဆိုရင်နောက်တဲ့အဆင့်နှစ်ဆင့်ပါတယ်တဆင့်က remote နဲ့ပတ်သက်တဲ့ CV ရေးရမယ်ဒုတိယတဆင့်ကအလုပ်တွေလိုက်ပြီးတော့ရှောက်ကြည့်ရမယ်အနည်းဆုံးတော့တနေ့ကိုအလုံး9ခု10ခု try ကြည့်ကြည့်ကျွန်တော်တနေ့တနေ့အခု200ကနေကျွန်တော်900ကြာတော့ကို အပေခံရတယ် ကျွန်တော်ဘာလုပ်တတ်ပါတယ်လို့ဘလို့ပြောပြောပေးခံရတယ်ဒါပေမဲ့တဲ့တူရတဲ့ဟာတွေလည်းရှိတယ်ဗျအင်တာဗျူးတွေခေါ်ရတယ်လည်းရှိတယ်နောက်တစ်ခုကအလုပ်ရပြီကျွန်တော်ကမယူလိုက်တာလည်းရှိတယ်အဲ့တော့နောက်ဒုတိယရှိရမယ် mindset ကလीဟို full time ပဲရှောက်ရှောက်အချိန်ပြည့်ပဲရှောက်ရှောက်အချိန်ပိုင်းပဲရှောက်ရှောက် remote ပဲရှောက်ရှောက်ကိုကိုကိုပတ်စံတောင်းဖို့လုံးဝကြောက်ကြရတယ်ဗျကျွန်တော်အထူးသဖြင့်ကျွန်တော်မြန်မာလူမျိုးတွေလှုပ်သွားလျှောက်တဲ့အခါမှာကိုက9သိန်းလောက်တန်နေပြီမြင်ကုမ္ပဏီရဲ့ budget က9သိန်းဆိုရင်9တော့ဖြင့် ရှော့ပြီးလိုက်ပါမယ်လေစိတ်ရှော့ပြီးလိုက်ပါမယ်လေဘာကြောင့်လဲစာဝင်နေခက်ခဲတယ်အလုရှာခက်ခဲတယ်ဗျာအဲ့လိုတယောက်နဲ့တယောက်နဲ့ဈေးလျှော့တက်လို့လေအလုခေါ်တဲ့သူတွေကကျွန်တော် recruiter ကျွန်တော်အလုခေါ်နေတဲ့ကောင်ကျွန်တော်တို့ကပါတယ်အလုခေါ်တဲ့ကောင်တွေကဘလို့ဖြစ်ဈေးချပေးမဲ့သူရှိနေတာပဲအရန်တော်ပြီးတော့ဒီလောက်လောက်ဈေးနဲ့ရမယ်သူရှိနေမှာပါလေဆိုရယ် site ကိုသွားဝင်တာအလုခေါ်တဲ့ကောင်တွေစီမှာအကုန်လုံးသာတကယ်တမ်းကိုရဲ့ quality ကငါ quality ကဒီလိုကျွန်တော်ဟိုးတော်တော်တွေးလိုက်တဲ့ Coca-Cola manager ဆိုရင်ကျွန်တော်သူ့ interview နေတဲ့အချိန်မှာသူပါပြောလဲဆိုရင် သူ့ရဲ့ဒဏ်350အထက်သူ့ရဲ့လစာကတလစာမြန်မာငွေနဲ့ကျွန်တော်ပြောင်းပြီးတွက်ကြည့်ရ350အဲ့တန်းမှာပဲရှိနေတယ်ဒါကလည်းသူ့ရဲ့အရေးချင်းသူတန်ရတန်ကြီးကိုသူပြန်ပေးနိုင်တယ်သူ့အသိ350ပေးလို့သူတလောက်သိ1000လည်းပြန်တဲလာပေးနိုင်တယ်သိ2000လည်းပြန်တဲလာပေးနိုင်တယ် confidence level ဆိုဟိုက်ဗျာအဲ့လိုဖြစ်နေရမှာတကယ်တမ်းအဲ့ဒါအရန်ကောင်းတဲ့အချက်အဲ့တော့ကျွန်တော်တို့မြန်မာလူမျိုးတွေကအလုတ်သွားပြီးတော့ရှောက်ကြတဲ့အခါမှာကိုကအတနာသွားခံနေရမှာမဟုတ်ဘူးဗျာသူတို့ကကျွန်တော်တို့က ရင်ကြီးတယ်ပြုံငါတယ်အကောင်းတယ်ဗျာယူတီလေးစားမှုဆိုတာကောင်းတယ်ဒါပေမဲ့ဘယ်အလုပ်ပဲသွားလျှောက်သွားလျှောက်ကျွန်တော်လုပ်နေတဲ့အလုပ်တွေမှာလာလျှောက်တဲ့ခလီဆိုရင်တော့မှကျွန်တော် confidence level ကိုကျွန်တော်ကြည့်ရသူတို့ကျွန်တော်တော့ဘာလုပ်ပြီးမယ်ရလက်တွေဘာယူလာပြီးမယ်ကျွန်တော်လည်းတန်ရတန်ကြီးတလောက်ပြီးအဲ့လိုလိုမျိုးပို့ကြိုက်တယ်ဘာလို့လဲဆိုတော့ ebay ebay နဲ့သူ့အားနာပြီးခန့်ရမလို့လို့တနာပြီးခန့်ရမလို့လို့အလုပ်ရှင်ဘက်ကတချမ်းဖြစ်မယ်အလုပ်သွားပြီးတော့ကျွန်တော်တို့ကအလုပ်သွားတောင်းခံတဲ့အခါကျရင်လည်း အာကျွန်တော်ကတော့တလောက်လေးနဲ့ပဲထိုက်တန်ပါတယ်ကိုကိုကိုသူယုံကြည်ချက်မရှိဘူးဖြစ်နေလမ်းပြောင်းနေကျွန်တော်ဆက်သိန်းလိုချင်တယ်ကျွန်တော်တန်တာတလောက်ကျွန်တော်25သိန်းတိုလိုချင်တယ်ကျွန်တော်လုတ်ပေးနိုင်တဲ့အချက်တရားဒါ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 ကျွန်တော်ကလည်းခမရကုမ္ပဏီအတွက် value တန်ဖိုးကိုဘယ်လိုတည်ဆောင်လာပြီးမှကျွန်တော်ခန့်လိုက်တဲ့အတွက်ကျွန်တော်ကျွန်တော်ကိုခမရတို့ယူချစ်လိုက်တဲ့အတွက်ခမရတို့ကသူများကုမ္ပဏီထက်တပန်းကိုတာပါပြီဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တည်ဆောင်လာပြီးနိုင်တဲ့အရာတွေအကုန်လုံးကိုကျွန်တော်လုံးဝယုံကြည်ချက်ရှိနေတယ်အဲ့အဲ့လိုအကွက်မျိုးနဲ့တိုးဝင်ရင် full time ပဲဖြစ်ဖြစ် remote ပဲဖြစ်ဖြစ်အဲကျွန်တော်တို့ part time job ပဲဖြစ်ဖြစ်ဘယ်အလုပ်မဆိုကိုကိုကိုယုံကြည်နေပြီးတော့ကိုလုံနိုင်တဲ့ skill ကိုပိုင်နေတဲ့သူဆိုရင်ကြိုက်တော့ကြီးခေါ်လို့ရတယ်အဲ့တော့အလုပ်လျှောက်တယ်ဆိုတာလေတကယ်တမ်းပစ္စည်းသွားရောက်တာပဲကျွန်တော်တို့ကိုကိုကိုသွားရောက်နေတာကိုယ့်ရဲ့အရေးချင်းတွေသွားရောက်နေတာဆိုတော့ကိုကိုကိုမှဈေးမခေါ်တိုင်းဗျာဘယ်လိုလုပ်ပတ်စံသွားပြီးတော့အကြီးကြီးတွေတောင်းလို့ရမှာကို9သိန်းတန်တဲ့သူဆိုရင်နောက်အလုပ်တစ်ခုမှာကျွန်တော်10သိန်းတန်နေဘာကြောင့်လဲဆိုကိုပေးဆက်ထားတဲ့အချိန်နေအတွေ့အကြုံနေရထားတဲ့အရေးချင်းတွေရှိသေးတယ် မဟုတ်ဘဲလဲသွားပြီးတော့ရွှေလို့မရဘူးတကယ်တည့်ရတက်တဲ့သူကမင်းနေမသိဘဲနဲ့ရွှေတာဆိုရင်လည်းအရန်ကြီးကိုပေါ်လွင်လုံးနေရွှေထားတဲ့ quality နဲ့မကိုက်ရင်အဲ့ဒါလည်းတန်းပြီးတော့ဆာမူပဲတန်းကြတာပဲချဲ့ချဲ့ပြီးပြောရင်ဒီဗီဒီယိုမှာလူရင်းကိုရောက်မှာမဟုတ်တော့ဘူးအဲ့တော့ကျွန်တော် key point တစ်ခုကိုကျွန်တော်အကြံပေးလိုက်မယ်အဲ့ဒါဘာလဲဆိုတော့အများနဲ့ကျွန်တော်တို့စိတ်ထဲမှာမှတ်ထားရမှာကဘယ် company ပဲဖြစ်ဖြစ်ဘယ်တတိပဲဖြစ်ဖြစ်ဘယ်သူပဲဖြစ်ဖြစ်လောကကြီးမှာဖြစ်ပေါ်နေတဲ့ကိစ္စအကျိုးစီးပွားပြဿနာပဲရှိတယ်သူတို့အကျိုးကိုအကျိုးကိုပတ်စံလို့ကျွန်တော်လှုပ်လာလှုပ်တာ သူတို့အတွက်တခုခုအထောက်အကူဖြစ်မယ်ထင်လို့သူတို့ကခံလာသူတို့တခုခုရမယ်ထင်လို့သူတို့ကခံလာအဲ့တော့အလို့လျှောက်တဲ့အခါတိုင်းမှာကိုယ်ကဗာပြီးမှာအဲ့တော့ရှင်းအောင်ပြောနိုင်ရမယ်နောက်တစ်ခုကသူ့အတွက်ဘယ်လိုအကျိုးရှိသွားမှာပေါ့ဗျာကြီးပါအောင်နော်ဖန်ကင်လာတယ်နောက်တစ် mindset တကူကအလို့လျှောက်တယ်ဆိုတာသူတို့ယူတာကိုကျွန်တော်တို့ခံရမှာမဟုတ်ကျွန်တော်တို့ကပြန်ယူရမှာကျွန်တော်တို့ကျွမ်းကျင်ပိုင်နိုင်တဲ့ကိစ္စဒါရှိတယ် အဲ့ဒါကိုကျွန်တော်ကဒီမှာလောက်ကကြိုင်ရတာကျွန်တော်အတွက်တက်လန်းရှိတယ်လူတော်တွေကဗျာဟိုလူတော်ဆိုကိုယ့်ကိုပြောတာမဟုတ်ပါဘူးဟိုတကယ်တက်တဲ့တော်တဲ့လူတွေကိုပြောတာလူတော်တွေကိုကျွန်တော်လိုက်ကြည့်တယ်လူတော်တွေကသူတို့ရဲ့အနာဂတ်နဲ့သူတို့အတွက်အကျိုးမရှိဘူးထင်တယ်တလောက်တင်းတရားပေးလေအဲ့လိုကုမ္ပဏီမျိုးမှာမလုပ်ဘူးဗျကျွန်တော်အင်တာဗျူးလုပ်လာတာရောက်ထောင်ကျော်ပြီပေါ့နော် remote အလုပ်တရားတစ်ခုကကျွန်တော်ကတကဘာလုံးကလူတွေပတ်ပြီးတော့အင်တာဗျူးရတယ်အဲ့တော့လာဖြည့်တဲ့သူတွေအကုန်လုံးကတကယ်ဆရာဆရာကြီးပဲကိုတော်မဟိုမှိုင်ကြပါလားဟို ပြန်လန်ထွက်နေတာလေကြီးပဲအဲ့ဒီကနေကျွန်တော်ဘာရှာဖွေတွေးကြည့်လဲဆိုတော့သူတို့ကခမ ्या ကိုတင်းတရာပြေးပါမယ်ဆိုရင်တော့မှသူလကတန်းရလဲတင်းတရာဖြစ်နေရင်တော့မှသူဘာရမှာလဲနောက်3-4နှစ်မှာအဲ့နောက်9နှစ်မှာသူကဘာကြီးဖြစ်လာမှာလဲသူ့အတွက်ဘယ်လိုတလန်းတွေရှိသွားမှာလဲအတွက်အထောက်ကူမဖြစ်ဘူးဆိုရင်အဲ့လူတွေကမလုံဘူးဗျအဲ့တော့တကယ်တော်တဲ့လူတွေလုပ်တဲ့ organization တွေကလည်းလုံး heavy တယ် Google တို့ကိုကအရန်တော်နေတက်နေချောင်းကျွန်တော်တော်တယ်ကျွန်တော်တက်တယ်ကျွန်တော်လုံးနိုင်တယ်ဆိုတော့နီးနဲ့ချပြခြင်းမဟုတ်ဘဲနဲ့ ကောင်တန်မေးခွန်းနေနဲ့ပြန်ပြီးချမေးရရတယ်ကျွန်တော်ကဘယ်လို value တွေကျွန်တော်သိဆောင်ပေးရမှာလဲခင်ဗျားတို့ company ကိုခင်ဗျားတို့အတွက်ကျွန်တော်ငှားရတဲ့အကြောင်းရင်းအထက်ဘယ်နေရာကိုပို့ပြီးတော့အားတက်သွားစေချင်လို့လဲဘယ်နေရာကိုကျွန်တော်တွန်းပေးရမှာလဲအဲ့လိုအရာတွေကိုမေးရင်လေ interview မှာဟိုမေးတဲ့သူကတကယ်ကိုမှရင်မှတ်ထဲမှာလိုက်လိုက်လေးနေကိုဒီကောင်ကတော့ရွေးချင်နေပြီဖြစ်ကိုဖြစ်တယ်အဲ့တော့ဂျေးကိုခေါ်တက်ဖို့လိုတယ်ပေါ့ဗျာဒီနေ့ပြောမယ့်အကြောင်းအရာမှာကျွန်တော်ကနံပါတ် 1CV ကျွန်တော်ပြန်ပြောရင်ကျွန်တော်က ဆေးချောင်းဆေးချောင်းမပြီးဘူးဆေးချောင်းသွားတက်တယ်ပြီးတော့စင်ကာပူသွားတယ်၃နှစ်သွားတက်တဲ့ဟာက electronic ပြီးတော့သွားအလုပ်လုပ်တာက semi conductor manufacturing မှာသွားလုပ်တယ်စင်ကာပူမှာပဲအဲ့တော့ micro chip လေးပေါ့ဗျာဒီကျွန်တော်တို့တွေက i5 i7 processor လေးတွေပေါ့အဲ့ဒီ pussy ကိုတွေကိုကျွန်တော်လုတ်တဲ့ဆက်ရုံမှာကျွန်တော်သုံးနှစ်ကြာကြာပြီးတော့အဲ့ဒါနဲ့ကျွန်တော်ဘဲရောက်သွားတယ်ဆိုတော့ဘာမှမစီးမဆိုင်နဲ့ wire and gas ကိုရောက်သွားတယ် gas တွေဖြန်ပြီးတော့စင်ကာပူတိုင်းနိုင်ငံလုံးကိုပို့တယ်ဆက်ရုံကြီးတွေကိုရောက်သွားပြီးတော့ကျွန်တော်ဘာလုပ်ရလဲဆိုတော့ကျွန်တော် panel controller ပေါ့သူများတွေအဲ့ဒီအချိန်တုန်းက ပန်တဲ့တခုတည်းကိုပဲကင်နိုင်တဲ့အချိန်မှာကျွန်တော်က16လုံးကို temperature 1000ကျော်ရဲ့ကြားထဲမှာကျွန်တော်နိုင်နေအောင်ကစားနိုင်နေဆိုတော့ကျွန်တော်အဲ့မှာ၃နှစ်လောက်ခဲ့တယ်ဒါပေမဲ့ကျွန်တော်အတွေ့အကြုံရှိရတဲ့ခုနဲ့အဲ့ဒီခုနဲ့မအားမဆိုင်အဲ့ဒီကနေကျွန်တော်က local မှာ project တွေကို manage လုပ်တဲ့ project manager လုပ်တဲ့ပေါ့ဗျာ remote job expert အနေနဲ့တစ်ကအမ်အလုပ်တွေ online အနေနဲ့ interview ပေးတဲ့ CV တွေရှာပေးတဲ့အလုပ်တွေခံပေးတဲ့နှစ်က list generation နောက်တစ်ခုက၃က list generation ကခုနကကျွန်တော်ပြောသလိုပေါ့နော် အရှေ့ video တွေမှာတချို့ပြောကြတယ် list တွေကို like ရှာတယ် like ရှာတယ်ဆိုတာအကြပြတ်မဟုတ်ဘူးเนาะဟိုလူတွေရဲ့အချက်လက်တတိတရဘယ်လိုတတိတရဘယ်နေရာမှာဘယ်လိုတုံးတက်တယ်ဆွဲတက်တယ်ဘယ်လိုတတိတရဘယ်ရှင်နှိမ့်နှံမှုတွေလုပ်နေတယ်အဲ့ဒါတွေအကုန်လုံးသတင်းစာမှာပါတဲ့အချက်တွေမဂ္ဂဇင်းမှာပါတဲ့အချက်တွေ line ပေါ်မှာတင်ထားတဲ့အချက်တွေအားလုံး like စုဆောင်းပေးရတယ်ပြီးတော့ဝင်နိုင်ခြင်းရှိလားဝင်နိုင်ခြင်းမရှိဘူးလားအဲ့ဒါမျိုးတွေ like ရှာဖွေးပြီးတော့ analysis လုပ်ပေးရတယ်နံပါတ်3က admin မှာ PA လိုပဲဗျာတောက်တူမင်းကတတိတရကလှမ်းပြီးတော့ မင်းဒါလေးလုပ်ပေးစမ်းမအောင်သူတို့မအားကြဘူးကုမ္ပဏီတထေးကြီးတွေอ่ะအဲ့ဒီ၃ဘိုင်းနေခုနအရှိကကျွန်တော်လုပ်ခဲ့တဲ့အရာရင်းနဲ့ဘာမှမဆိုင်ကျွန်တော်လုပ်တဲ့တာလေးတစ်ခုပဲအင်္ဂလိပ်စာလေးနည်းနည်းရတယ်ကွန်ပျူတာလေးနည်းနည်းရတယ် remote အတွက်အလုပ်လျှောက်တော့မယ်ဆို remote အတွက် CV တစ်စောင်တည်တိုင်းရေးလိုက်အာကျွန်တော်အကြံနံပါတ်၁ကျွန်တော်လျှော့ရချက်နံပါတ်၁ကျွန်တော်တို့လုပ်ခဲ့သမျှ၆ခဲ့သမျှ CV တွေပုံစံမျိုးနဲ့လုံးဝမရေးနဲ့ဥပမာပြရင်ဒါကြီးကကျွန်တော်ရဲ့ original CV ကျွန်တော်ကဘယ်လို format ကိုကျွန်တော်သွားလဲဆိုတော့ကျွန်တော်အရင်တော့ဟို Australian ပုံစံမျိုးပြအော်သူကတပ်ပုံနေပါကြီးလုံးဝမတုံ gender တွေပါကြီးလေအဲ့လိုတကီယူမဆိုင်ဘူးအဲ့တော့ကျွန်တော် CV မှာတပ်ပုံလှလှလည်းမထည့်ဘူးဘာမှလည်းမထည့်ဘူးအဓိကအကြောင်းအရာပါတဲ့ key point တွေကိုပဲထည့်တယ်ဒါပေမဲ့ဒါကကျွန်တော်မူရင်း CV ကျွန်တော်မူရင်း CV အတိုင်းကျွန်တော် remote job တွေကိုလုံးဝမရှောက်ဘူး remote job တွေတော့ကျွန်တော်ဒီတန်ပြန်ပြီးတော့ကျွန်တော်ဖန်တီးတယ်နော် formal မကြပါဘူးเนาะကျွန်တော်ရှောက်ပြီးတော့ရေးတာအဲ့ဒါကမူရင်း CV အခုလာမှာက remote job address CV ဒါကျွန်တော်တကယ်သုံးတဲ့ CV ကျွန်တော်တကယ်ဓာရင်းနဲ့အလုပ်လိုက်လျှောက်တဲ့ CV ပေါ့ဗျာအဲ့တော့နံပါတ်1ပါမယ့်အချက်ကမျက်နှာကြီးကိုယ့်အကူချောချောမချောချောကျွန်တော်မျက်နှာကြီးဆိုကျွန်တော်မလတ်လာအောင်လျှောက်ပြင်ပြီးတော့ဓာတ်ပုံကြီးတပုံရအောင်ထည့်လိုက်တယ်အဲ့ဒီမှာအဓိကပါမယ့်အချက်ကပြူးနေအောင်ပါသိနေတဲ့အချက်ကကိုယ့်ရဲ့နာမည်အပေါ်ဆုံးမှာနံပါတ်တစ်ချက်ပါရမယ်ဒုတိယကသူတို့မြင်တာထင်တာရှိစေရမှာကလေဖုန်းနံပါတ်တို့အီးမေးလ်တို့ပဲဒါကိုကအီးမေးလ်နဲ့ရှောက်မှာဆိုကိုအီးမေးလ်ရပြူးနေရမှာဒီနေရာမှာကျွန်တော်တော့အယောင်အောင်တားလိုက်ချင်တာပေါ့နော်ကျွန်တော်မတားခဲ့ဘူးနောက်တစ်ခုက summary summary မှာဆိုရင်အဓိကကို remote ရှောက်မဲ့သူဆိုရင် remote အတွေ့အကြုံရှိသည်ဖြစ်စေမရှိသည်ဖြစ်စေကျွန်တော်ကဘာထက်ရေးစီခြင်းလဲဆိုတော့လေ remote professional တို့ remote expert တို့ remote job expert တို့အဲ့တခုခုကိုကျွန်တော်ထည့်ရေးစီခြင်းလဲအဲ့လိုရေးမှာကိုကအလုံးငန်းအတွေ့အကြုံရှိရှိမရှိရှိကိုကတခုခုဖန်တီးလိုက်လို့ရတယ်ဘယ်သူမှလည်းအိမ်တိုင်းရောက်လာမစစ်ဘူးကိုကအကြံဖန်လုပ်တာမဟုတ်ဘူးဗျာကို learning လုပ်နေခဲ့တဲ့ကာလတွေအကုန်လုံးမှာ ကိုနှစ်နှစ်ကြာချင်းလဲကြာမယ်ကွန်ပျူတာလေးဝယ်ထားပြီးထိုင်နေတကယ်ရတာသုံးနှစ်ကြာချင်းလဲကြာမယ်အဲ့သုံးနှစ်တာကာလအကုန်လုံးမှာတယောက်မဟုတ်တယောက်ကတော့သိကြရတယ် Facebook သုံးနေလို့ရှိတယ် TikTok သုံးနေလို့ရှိတယ်အဲ့တော့ကျွန်တော်ဒီ social media နဲ့ပတ်သက်ပြီးတော့ကျွမ်းကျင်နေကြတာနှစ်နှစ်ကြာပါပြီထည့်ပြောလို့ရတယ်လေတကယ်လောက်ထားတဲ့ကိုတကယ်စူးစမ်းထားတဲ့ရလက်တစ်ခုခုထည့်ပြတာကိုလည်း Facebook တကယ်သုံးထည့်နေတာပဲဗျာ summary ကတော့နည်းနည်းလေးလိုရင်းတိုရှင်းနံပါတ်1အပိုက်ဆိုရင်ကျွန်တော်ဆိုရင်တော့များသောအားဖြင့်ကျွန်တော်လုပ်ခဲ့တဲ့လုပ်သက်တွေကိုကျွန်တော်ပြုနေအောင်ပြရတယ်။ဘယ်ဟာမှာဘယ်နှစ်နှစ်လောက်ထားတာ။ဘာမှာဘယ်နှစ်နှစ်လောက်ထားတာ ဘာတွေဆိုရင်တော့အာ meeting တွေဘယ်လိုတွေဘယ်လိုတွေကျွန်တော်လုပ်ခဲ့တာဆိုတဲ့အားမျိုးပြုနေအောင်ပြရတယ်။အဲ့ဒီအတွေ့အထူးမဟုတ်ဘူးเนาะကျွန်တော် ChatGPT နဲ့ရေးထားတာ။ပြန်တော့ခုကကျွန်တော်ဘာစာလုပ်နေတယ်ဘာအကြောင်းတက်နေတယ်အခုလက်ရှိမှာတခုမဟုတ်တခုလေ့လာသင်ယူနေရဆိုရင်အခုခက်မှာပို့ထည့်ပြောလို့ကောင်းတယ်။ဟိုကကျွန်တော်တို့ AI နဲ့ပတ်သက်တဲ့နည်းပညာတွေကတော့ကျွန်တော်တပြိုင်တည်းမှာပဲကျွန်တော်ဘာတွေ learning လုပ်နေရဆိုရင်သူတို့သဘောကျတယ်ဗျ။ကိုဒီကောင်အနာကမှာပို့ပြီးတုံးလို့ရမယ်ကောင်မယ်လို့အဲ့လိုထင်တတ်ကြတယ်။အမှဟိုကိုကမရှိဘူးဆိုရင်တော့မှလှအောင်လို့ရေးလို့ရတဲ့ ChatGPT ရှိနေပြီဗျ။ ပြီးွားရင်ဒီ additional information မှာလေကိုက skill တွေလျှောက်ထည့်ရေးသည် additional information လို့ခေါင်းစဉ်ပေးခြင်းလည်းရပါတယ်ခုကြိုက်တဲ့ style နဲ့ပေးဖို့အဲ့ဒီမှာကျွန်တော်ကတော့အဓိက recruitment တွေလျှောက်တယ်သူဆိုတော့ recruitment တို့ပြီးရင် AI ကျွန်တော်သုံးရတဲ့ software တွေကျွန်တော်ထည့်ရေးတယ်ဗျအဲ့တော့ CV file တစ်စောင်မှာတစ်မျက်နှာဒါမှမဟုတ်နှစ်မျက်နှာနှစ်မျက်နှာနဲ့အပြီးရှင်း video graphic ဒါမှမဟုတ်ရင်ခုန social media content creator တွေဆိုရင် portfolio ရဲ့ link ကိုထည့်ပေးလိုက်ကျွန်တော်တို့ wix website ထည့်မလား ဟိုကိုယ် website link မယ်ထည့်မလားကိုယ် Google Drive link မယ်ထည့်မလားဒီမှာသွားကြည့်ပါအသေးစိတ်ကြည့်ချင်ဆိုပြီးတော့ပုံနေ video တွေအကုန်ပြစ်ထည့်ပေးလိုက်အဲ့တော့ link တစ်ခုအနေနဲ့ Google Drive ထည့်ထည့်ပြီးတော့ CV ထဲမှာတစ်ခါထည့်ပေးလိုက်ဒါကျွန်တော်ရဲ့ portfolio ဆိုဆိုပြီးတော့เนาะအဲ့ဒါတစ်ပိုင်းပြီးသွားအဲ့ဒီတစ်ပိုင်းပြီးသွားအလုပ်ဘလို့ရှောက်မှာလေ line ပေါ်မှာကျွန်တော် remote job တွေစာပြီးတော့ရှောက်ချင်ပြီဆိုရင်လူတွေကပထမဆုံးဗာပြေးလောက်ကြလဲဆိုရင် Facebook မှာတော်တော်ရိုက်ရှာ LinkedIn account တခုဖွင့်လိုက်ကျွန်တော်အကြံပေးတာ LinkedIn account ကိုအခုကတည်းကဘာမှမရှိသေးရင်လဲချုပ်ဖွင့်ထားလိုက် LinkedIn မှာတကယ်ဆရာဆရာကြီးအများကြီးပဲအပြင်မှာဆရာဟုတ်လားမဟုတ်လားမသိဘူးဗျာတော်တဲ့လူတွေရှိပါဒါပေမဲ့ LinkedIn မှာတော့ဘာကြောင့်ဆရာဆရာတွေအများကြီးလဲဆိုရင်ကျွန်တော်ဆိုလဲကိုယ့်အကူရှောက်ပြီးအောင်မြင်မှုတွေပဲလိုက်ချပြရတယ် job platform တွေအများကြီးရှိတယ် remote job platform တွေအများကြီးရှိတယ် LinkedIn မှာရှာတာကအကောင်ဆုံးရွေးချယ်မှုတွေအတခု LinkedIn account မရှိမဖြစ်လိုကိုလိုတယ်အဲ့တော့ LinkedIn account ကိုမရှိသေးရင်ဖွင့်ထားပါရှိပြီးသားဆိုရင်အခြေခံသဘောတရားလေးတွေကိုကျွန်တော်အခု share ပေးလိုက်မယ်။ LinkedIn ဆိုတာဒါကိုပြောတာဗျာ တိကြမှာပါဗျာ69900ရန်ထုံးတော့ကတော့ကျင်းတည်တည်ရယ် LinkedIn ကအလုတ်ရှာတာအရန်လွယ်တယ် Facebook လိုပဲတပုံစံနဲ့ပဲမသိရင် Google မှာရိုက်ရှာလို့ရတယ်လို့ကျွန်တော် description ထဲမှာလည်း LinkedIn ဆိုတဲ့ link ကိုကျွန်တော်ရေးထည့်ပေးလိုက်မယ်ဒါကကျွန်တော် profile ပေါ့ဗျာအဲ့တော့ cover photo ဘာနဲ့လုပ်ထားတာလဲ Canva နဲ့သွားလုပ်ထားတာဟို Canva မှာ LinkedIn ရဲ့ profile format ရှိပြီးသား profile photo ဘာလုပ်ထားတာလဲအဲ့ဒီ Canva ထဲမှာပဲသွားလုပ်ထားတာ LinkedIn ရဲ့အကြောင်းပြောရင် profile တစ်ခုကိုအမှန်တကယ်တော့ရေးရှည်တိရောက်လာရင်ပိုကောင်းတယ်ဘာလို့လဲ လူတွေကဝင်ကြည့်တဲ့အခါမှာအဲသူဘယ်အချိန်တော့ဘာတွေရလက်တွေရရှိခဲ့တယ်ဆိုတာကိုရှိတယ်။အဲ့တော့ကျွန်တော်ဆိုရင်တော့တစ်လောက်တစ်ခုဒါမှမဟုတ်နှစ်လောက်တစ်ခုလောက်တော့ကျွန်တော် post တွေလျှောက်တင်တယ်။ကျွန်တော်ဘာတွေအောင်မြင်ထားတယ်ဘာတွေကျွန်တော်လုတ်ထားတယ်။ account ဖွင့်ပြီးွားရင်ကိုယ့်ရဲ့ profile လေးကိုလှတာပတ်တာလေးဖြစ်အောင်ဒီစောက် post လေးကိုအဲ CV ရေးနေတဲ့ကာလမှာတစ်ခုနှစ်ခုသုံးခုအဲ့လိုမျိုး တင်ထားလိုက် remote job opportunity တွေဆိုတာအရန်ကောင်းတယ်လို့ဘာလို့ကိုကိုကို flow နဲ့တင်ထားလို့လည်းရတယ်လို့အရင်တော့ကကျွန်တော် remote job တွေလုပ်ခဲ့တာဘယ်လိုဘယ်လိုဘယ်လိုအဲ့လိုမျိုးလုပ်လို့လည်းရတယ်နံပါတ်1က job ဖုန်းမှာဆိုလဲဒီ job ဆိုတဲ့ဟာကိုပဲတွားလိုက်ဒီ title တွေဘာတွေညာရင်မှပြန်ချင်းကျွန်တော်ရှာထား remote ဆိုကျွန်တော် remote တစ်လုံးနဲ့ကျွန်တော်ရိုက်ရှာ remote တစ်လုံးနဲ့ရိုက်ရှာခြင်း remote နဲ့ပတ်သက်သမျှအကုန်တန်းစီကြာလာအောင်ကြာလာတော့ကျွန်တော်ကတော့ပိုလွယ်ကူအောင်လို့ easy apply ဆိုတာကိုကျွန်တော်အမြဲနှိပ်ထားတည်တယ် တို့ website ကိုသွားပြီးဒီကုဒ်ကနေသွားပြီးမလျှောက်ချင်ဘူးဗျာ easy apply ကိုသွားနှိပ်တယ်နှိပ်ပြီးသွားရင်အဲနိုင်ငံကိုကျွန်တော်စဉ်းစားတယ်နိုင်ငံထဲမှာဒီနေ့ကကျွန်တော်ကပြင်သစ် target ထားမယ်ဆိုပြင်သစ်ဗျာကျွန်တော်ဒီနေ့ UAE ဆိုရင် UAE ပေါ့ဒါဒါမှမဟုတ်လေအဲ UAE နဲ့ remote ကိုခေါ်တာများတယ်အဲ့တော့ကျွန်တော် UAE target ထားမယ်ဆိုရင်ကျွန်တော်နိုင်ငံကို UAE လို့ယူလိုက်တယ်ယူပြီးွားရင်ကျွန်တော် easy apply ကိုယူလိုက်တယ်ယူပြီးွားရင်အဲ့ဒီမှာ ဖြစ်နိုင်ခြင်းရှိမယ်ဟာတခုချင်းစီကိုဖတ်တယ်ဟိုကအတွေ့အကြုံရအောင်လို့တချို့နေရာတွေမှာလေကော်မရှင်ပဲပေးမယ်ဆိုတဲ့အလုပ်တွေရှိတယ်အဲ့ဒါတွေလည်းလျှောက်ပြက်တနေ့ကို10ခု15ခုအခု20လျှောက်အင်တာဗျူးတွေလိုင်းလျှောက်ဝင်ဖြည့်ဖြည့်တာဖြည့်ကြည့်ကြည့်သူ့အတူပါပြောပြောကိုစမ်းတက်ကြည့်နေတာတွေအကုန်လုံးကသင်တန်းတက်နေတယ်လို့ပဲသူတို့ ਨੇ လက်တွေ့ဘဝမှာအင်တာဗျူးတောင်ဖြည့်ဖြည့်ဖူးသွားတယ်ဗျာသူ့အတူရွေးတာမရွေးတာတကယ်စားအခုကျွန်တော်အဆန်းလုပ်ပြမယ်ဒါမှ admin assistant နဲ့ part time နဲ့ remote တဲ့ okay ကျွန်တော်အဲ့ဒါကိုသွားမယ် easy apply နှိပ်လိုက်မယ် um ကျွန်တော်ကျွန်တော် image ရွေးတယ် name နှိပ်တယ်ဒါကျွန်တော် remote အတွက်ပဲလုပ်ထားတယ်ခုန CV တည်တံပေါ့နော် name နှိပ်လိုက်တယ်ပြီးွားရင်သူဖြည့်ခိုင်းနိုင်ရှိရဲ့ဗျကျွန်တော်မပြမလဲဆိုခဏနေအလုပ်ခေါ်တဲ့ဘက်အချမ်းရှူထောက်မို့ကျွန်တော်ပြန်ပြမင်းနှစ်နှစ် experience ရှိလား admin ဆိုရင်ရှိတယ်ပေါ့ဗျာ CRM system ရှိလား CRM ကဘာ Soho recruit ဗျာအဲ့တော့ကျွန်တော်ရှိလားဆိုရင်အယူအဆဆုံးပြောပြမယ်ဒီလိုမှကျွန်တော်မရှိဘူးဒါပေမဲ့ CRM ဆိုတာ ခနာလေးနဲ့ဖတ်ပြီးခနာလေးနဲ့လေ့လာလိုက်လို့ရတယ်အဲ့တော့ကျွန်တော်တို့လုံနိုင်နေတယ်ထင်တယ်ဆိုရင်လုံနိုင်တယ်ထင်တယ်ပေါ့လုံမယ်ပေါ့ CMS to workflow website content independently မလုံနိုင်ဘူးအဲ့ email inbox ကတော့ AC ထိန်းချုပ်ပေးနိုင်တာပေါ့တင် Instagram content calendar constant supervision ရတာပေါ့ပေါ့တပတ်ကိုဘယ်နှနာရလဲတဲ့ okay တပတ်ကိုရတယ်နိုင်40လေးပေးနိုင်တယ် monthly expectation salary ဆိုရင်ကျွန်တော်က UAE ဆိုရင် 1000ဆိုရင်73သိန်းဆိုတော့1200လောက်ခေါ်လိုက်မယ်။နေလုံးရင်လည်းကြည့်ရမလား။ဟိုနေလုံးရင်လည်း skin ညံ့ရတယ်ပေါ့ဗျာ။ review လုပ်မယ်။ submit application နေလိုက်မယ်။တိုက်လေဗျာအလုပ်တစ်ခုရှော့တော့ဘာပင်မန်းလို့လဲ။လုတ်ခေါ်တဲ့လူတယောက်ကဘလို့ကြော်ညာလဲဆိုရင်ဒါကျွန်တော်ရဲ့အလုပ်ခေါ်တဲ့ဘက်အချမ်းကပေါ်တယ်ပေါ့နော်။ကကြော်ညာတစ်ခုကျွန်တော်တင်ထားတယ်ကျွန်တော် admin လိုချင်ပါတယ်။ပြန်ကြည့်လိုက်ရင်ဒါမျိုးပေါ်တယ်ကျွန်တော်ပတ်စံနေဘလောက်တုံးထားတယ်။ရှောက်ထားတဲ့သူကပတင်ရောက်ရှိတယ်။200နဲ့တယောက်ရှိတယ်။ ကျွန်တော်အလုပ်ခေါ်စာကိုကြည့်ပါတာ482ယောက်ရှိတယ်။ကျွန်တော်တင်ခဲ့တဲ့ကြော်ညာက LinkedIn အများသောအားဖြင့်သူ့ရဲ့ standard format အားဖြင့်မှာသူကဘယ်လိုပြလဲဆိုရင်200တ200တယောက်လျှောက်တယ်ဗျာ139ယောက်ပဲပြတယ်။ဘာကြောင့်လဲဆိုရင်သူ rating မှာ not fit တွေကိုအမြင်နဲ့ဖျောက်ထားတယ်။သူကိုယ်တိုင်သူ့အတူ AI detection နဲ့သူ့အတူဖယ်ထုတ်ပြလိုက်တာ။မကိုက်ညီဘူးထင်တဲ့သူတွေ။အဲ့ဒါကဘာကြောင့်သူကဒီလူကိုရွေးမယ်ဒီလူကိုမရွေးဘူးဆိုပြီးတော့ ဆက်စားခြင်းမှာဖဲထုတ်လိုက်တာလေဆိုတော့ကျွန်တော်တို့ခုနကဖြေခဲ့တယ်လी yes no yes no တွေရယ်ဘယ်နှစ်နှစ်တွေဘယ်နှစ်နှစ်ဘယ်နှစ်ဘယ်နှစ်နှစ်လောက်သက်ရှိရယ်ဆိုတဲ့ဟာတွေအဲ့ဒါကြောင့်တော့တုံတန်အောင်အလုတ်ခတ်တဲ့သူကဒီ not a fit ဆိုတာကိုရွေးချယ်ပြီးတော့နှိပ်ပြီးတော့ကြည့်တယ်သူရှားတယ်ပေါ်လာတဲ့ဟာတွေမှာအရန်ကောင်းတဲ့သူတွေအကုန်လုံးကိုတယောက်ချင်းစီရွေးချယ်ပြီးတော့ရှားပြီးတော့သူတို့ဟာတွေအကုန်လုံးရဲ့ CV တွေအကုန်လုံးကြည့်တယ်။ဒီကသူများရဲ့ profile နဲ့သူများ information တွေဖြစ်နေမှာဆိုလို့ကျွန်တော်ထပ်ပြီးတော့အသေးစိတ်ချဲ့ပြီးကျွန်တော်မပြတော့ဘူး။ဒါပေမဲ့အတိအကျသိရမယ့်အချက်က ခုနနံပါတ်1 CV ကောင်းကောင်းလေးလုပ်ပါနံပါတ်2ကိုမလုပ်ကြည့်ဘူးသေးတဲ့အရာကိုမ try ကြည့်ဘူးသေးတဲ့အရာကိုရရပါမလားဆိုတာမျိုးခေါင်းထဲဖြောက်လိုက်ဒီနေ့ကို10ခု15ခုအခု20လဲသွားလို့ရတယ်နေတိုင်းတွေ့သမျှနိုင်ငံ target ထားပြီးတော့ဒီနေ့ပဲနိုင်ငံဒီနေ့ပဲနိုင်ငံဆိုပြီးထိုင်းနာရှောင်းနေကြည့်ကြည့်တခုမှကိုချိန်သေးခေါ်လိမ့်မယ်နံပါတ်3ကခုနထည့်ဖြစ်ရတဲ့ yes no re yes no re မှာမလုံနိုင်ရင်တော့မလုံနိုင်မယ်ထင်တဲ့ဟာဆိုရင် yes လို့ထည့်ပြီးအဲ့တော့နောက်ဆုံး တစ်ခုအနေနဲ့ပြောရရင် remote job တရားခိုင်မြဲလားဆိုမခိုင်မြဲဘူးသူများပေးရတဲ့လစာပေါ်မှာအခြေခံတဲ့အပြင်ကိုပို့ပြီးတော့မခိုင်မြဲဘူးသူတို့ short ချင်တဲ့ချိန် notice မပေးဘဲနဲ့တော့ short လိုက်လို့ရတယ်နောက်တစ်ခုကတလာလုံးလုပ်ပြီးမှပတ်စံရပါမလားဆိုတာကိုလည်းတေချာချက်ကကိုအတိမိတ်ဆွေတကယ်ချင်းတရားရောအဲ့ဒီမှာရှိနေတာမျိုးမဟုတ်ဘူးဆိုရင်ပို့ပြီးတော့ခက်ခဲသေးတယ်ဒါပေမဲ့ ကျွန်တော်တို့ဘက်ရှူတောင်ပြင်ကျင်းလဲအရှုံးရှိလာဆိုအရှုံးရှိလို့ကျွန်တော်တို့ကလစ်ထိုင်နှိပ်ပြီးတော့လိုက်လျှောက်နေတာပဲလှုပ်ပြီးဆိုရင်အရန်နေပေါ့ပေါ့ပါပါနဲ့ကိုတက်တဲ့ပညာနဲ့လှုပ်ပြီးလိုက်တာပဲအဲဒေါ်လာရန်နဲ့ချီတဲ့ပေးနေကျွန်တော်တို့ကရမယ်အရိယာမှာယင်းနှိမှုရယူပြီးတော့တစ်လနှစ်လသုံးလနဲ့အရေးချင်းတွေပြနိုင်ပြီးဆိုတော့မှ long term contract တွေဖန်တီးတာမျိုးတခြားအလုပ်တွေကိုပိုလုံနိုင်နေဆိုရင်ပိုလုံပြပြီးတော့နေရာတိုးယူတာမျိုးလာစားတိုးယူတာမျိုးလှုပ်ပြီးွားရင်တခုခိုင်မြဲွားကြီးကိုယ်ကလည်းပိုင်နိုင်ွားကြီးဆိုရင်နိုင်ယူ 9နာရီနဲ့လောက်ရမယ်အလုံး2နာရီလောက်နဲ့ပြီးအောင်လုပ်ပြီးတော့နောက်ထပ် remote တစ်ခုကိုရှာနောက်ထပ် remote job တစ်ခုကိုလုပ်အဲ့ဒါတွေအကုန်လုံးကစမ်းကြည့်တဲ့နေရာဘယ်အချိန်မှစမ်းကြည့်တဲ့နေလဲဆိုရင်ကိုကခုနကကျွန်တော်အရှင်းမပြောခဲ့သလိုအလုံးထွက်မယ်လို့စဉ်းစားနေတာပဲဖြစ်ဖြစ်အပေါ်ဝင်ဝေးရှာကျင်နေတာပဲဖြစ်ဖြစ်အဲ့လိုအခြေအနေတွေမှာစမ်းကိုစမ်းကြည့်တဲ့နေပြီးတော့အခုဒီနေ့ခေတ်ကြီးက AI ခေတ်ကြီးဖြစ်တဲ့အတွက် remote တမားတွေအတွက်တတရရရဂျုံထုံးနေလို့ရတယ်ဗျာကျင်းတဲ့ message ကိုကျွန်တော်ညံမိတလောက်ကလေးနဲ့ပြောရတဲ့အတွက် ကျွန်တော်ညံ့ပြင်းပြီးတော့အားနေပြီးတော့ကျွန်တော်ပြောချင်တဲ့လူရင်မရောက်နိုင်တာတွေလည်းပါနိုင်တယ်ပြီးတော့နောက်တစ်ခုကကျွန်တော်တက်ပို့ပြီးအများကြီးတော်နေတည်နေ experience ရတဲ့သူတွေလည်းအများကြီးရှိပါသေးတယ် remote နဲ့ပတ်သက်ပြီးစိတ်ဝင်စားရင်အဲ့လိုရှာဖွေကြည့်လို့လည်းရတယ်ဒါဗီဒီယိုမှာကျွန်တော်ပေးချင်တဲ့ message နဲ့ကျွန်တော်ပြောချင်တဲ့စေတနာဟောဗျာဟိုရမယ်လို့ကျွန်တော်ထင်ပါတယ်ကျွန်တော်ယုံကြည်ပါတယ်